တတကြီးอ่ะလုံးလုံးတော့အတတဥဒါကြောင့်ဥဒိုင်းမယ်ဘူးလေအမတရားကတော့အရန်ပျော်စရာကောင်းတယ်ပေါ့နော်နိုင်ရန်သဘောလည်းကောင်းတယ်ပြီးွားလို့ရှိရင်ခဏခဏဘယ်လိုပြောရမလဲအရန်ကိုအိုက်တင်ကောင်းတော့တစ်ခါလေကျရင်ဝါအဲ့လိုမျိုးဖြစ်သွားဘူးဘာလို့ဒီခေါင်းမရိုက်လဲလက်ကထားနေခွဲပိုင်းချလိုက်ပြန်ဟိုကလည်းအမြင်ဒီအိုက်တင်တွေကလေကြည်လာခဲ့တာငငယ်လေးကလေးရဆိုတော့လေအရန်ကြိုက်ရောခိုင်ကြမျောသွားပြီးတော့လေ ပါတော့ကို ID မလုပ်ဘဲနဲ့ပေါ့။မကြီးကတတိပြေတတိနေ ID လုံးလေပေါ့။အဲ့တော့ ID လုံးရတယ်ပေါ့။ဘလို့ပဲဖြစ်ဥသားနမမကိုလုံးဝသဘောမတူနိုင်ဘူးဥနဲ့ဆိုရင်တော်သေးရဲ့အဲဆက်တာတော့အဲ့လိုဥဘောဟိုကခလေးလေးဆိုအရင်ကြီးစင်တာဟာခလေးလေးအဲ့လိုလေအရင်ခေါ်တတ်တာပဲအဲ့ဒါနဲ့နေလေးရိုက်ကြီးရတာပေါ့နော် အဲ့လေရီတာရောပြဲရတာရှိရောဒါပေမဲ့ကိုနိုင်ကိုလည်းနည်းနည်းလေးကြောက်တယ်လေနော်ကိုအခါကျတော့လည်းအဲ့လိုခဏခဏမမအောင်အဲ့လိုစိတ်ထားတာအောက်မှာကိုရသားနဲ့မမနဲ့ကိုအဖေတယောက်အနေနဲ့သဘောမတူတဲ့အတားအခွေပြောဆိုင်တာလေဒါအမှန်တရားလေကြီးလေမျိုးပြအမအောင်အရန်ချစ်တယ် အမအတွက်နဲ့ပေါ့နော်ဒါဟိုဟိုကိုကိုကိုပေါ့အမအတွက်ပေးဆက်ထားတဲ့ညီမလေးပေါ့နော်ဒါမခေါမစွန်းတဲ့ကောင်မလေးပေါ့အဲ့ဒီတိကျဆောင်ထားပါတယ်။ဘိုင်းနဲ့ရှိမှအမဒီဘောမှာ series တွေ drama တွေရိုက်ခဲ့ရတယ်။ဟာတကြတော့မိုင်းနဲ့တွဲပြီးတော့မလုပ်ဘူး။ပထမဆုံးတွေ့ပြီးတော့လုပ်ရတယ်ပေါ့နော်အဲ့ချိန်မှာလည်း character လည်းညီမလည်းဖြစ်တယ်။ပြီးတော့ဂျူလီးပေါ့ဂျူလီးကိုလည်းဒီဒီတကယ်ဘောနော်လုပ်ခွဲရတဲ့ character တခုနဲ့ရုပ်ရှင်ကလည်းပြီးလာတယ်ဆိုတော့မိုင်းရော ကိုနိုင်တို့ပေါ့နော်အမိလိုက်နိုင်အောင်တော်တော်လေးကြိုးစားခဲ့ရပါတယ်ဟုတ်ကိုနိုင်တို့နဲ့အမတ်ရဆိုတော့ဟုတ်အမတ်ရကတော့အရန်ပျော်စရာကောင်းတယ်ပေါ့နော်ကိုနိုင်ကသဘောလဲကောင်းတယ်ပြီးသွားလို့ရှိရင်ခဏခဏဟိုဘယ်လိုပြောရမလဲအရန်ဟိုအိုက်တင်ကောင်းတော့တစ်ခါလေကြရဲ့ဝါအဲ့လိုမျိုးဖြစ်သွားပေါ့ကိုကလည်းအမြဲတမ်းဒီအိုက်တင်တွေကလေကြည်လာခဲ့တာငငယ်လေးကလေးရဆိုတော့လေအရန်ကြက်ရောခိုင်ကြမျောသွားပြီးတော့လေ ပါွားကို ID မလုပ်ခဲနဲ့ပါဘာကြီးကတတိပြေတတိနေ ID လုံးလေပေါ့အဲ့တော့ ID လုံးရတယ်ပေါ့မမောင်မီလားမမောင်မောင်လားဘလို့ဖြစ်နေတာလဲဆန်တော့တိတ်ခါနဲ့ထိမ့်ပါဦးမလဲချက်တွေမလုပ်နဲ့နော်ငါပါတာပေါ့ရုပ်ရှင်ကားရဲ့အများကြီးအားပေးရတာပေါ့နော်အဲဆိုတော့ဟိုအခုကိုကိုတိုင်းနဲ့ပါဝင်ပြီးတရုပ်ဆောင်ရပြီဆိုတော့ကိုကငငယ်ကရုပ်ရှင်ကြည့်တယ်လို့မျိုးကိုကြည့်ပြီးတော့ပါွားရလေ ID လုံးပုံပေးတာလေအများကြီးဖြစ်ခဲ့ရတယ်ပေါ့အာဒါပါဒါပါတော့ စမ်းလို့ဘယ်နာဆန်ဆန်အမြဲ perfect ပဲပေါ့နော်အဲ့လိုမျိုးလေးပါမကြီးကတော့အရန်စိတ်တော်တာကောင်းတယ်ကျူးလေးကိုဘယ်ချင်းတွေ့တွေ့တင်ပေးတယ်ပြီးလက်တွဲခေါ်တယ်တချို့နေရာဆိုကျူးလေးနဲ့လိုက်တယ်ကျူးလေးကဒီစကလုံးလေးကျူးလေးပဲပြောလိုက်အဲ့လိုမျိုးလေးကိုလုပ်ပေးတယ်ပေါ့နော်ဟုတ်မမအသက်တာကြီးရနုံနုံအတတတယ်ဥသားကြဥတိုင်းမယ်လူလေပါတော့ရှိရယ်မာကြီးတို့ကတော့ပိုပြီးကျွမ်းတာ ပေါ့နော်ဂျူလီးကကြာ အဲတော်တော်ကြာပြီလားယုံနှန်းနဲ့အတူတူပြန်ရိုက်တဲ့ရုပ်ရှင်ဆိုတော့လေဟိုကိုကိုကိုအကျိုးစားနေတဲ့လူငယ်လေးတယောက်လိုမျိုးပဲခံစားရတယ်အဲ့တော့ဟို confidence တော့နည်းနည်းတော့မရှိဘူးဒါပေမဲ့တခါတလေကြာတော့လည်းလိုမလုတ်တက်လုတ်တက်ကလေးရလဲပူကြီးရမလားပေါ့အဲ့လိုစိတ်လေးနဲ့ကြည့်ချင်တာပေါ့အခုချိန်မှာဟာသဆိုရင်တော့အဲ့တုန်းကထက်တော့အများကြီးပေါ့နော်ဟိုဒီဟိုဘိုးလေးကမရီရစီမန်းဟာလေးပူပြီးထဲ့နိုင်လာတာပေါ့အခုကြာတော့ တော့သူဒီခေါင်းမရိုက်နေဘူးလက်ကထားနဲ့ဖဲပိုင်းချလိုက်ပြီဟာကျူးလေးတော့ယုံနာလည်းတကယ်ဟိုပေါ့နော်ခမ်းပတ်အနေနဲ့ပောက်ခဲ့တယ်လို့ဘိုးတော်ကင်းကလည်းဘဝမှာအမှတ်တရခဲ့မရခဲ့တယ်သူအဲ့နှစ်ခုနဲ့အတူတူလုပ်ခဲ့တဲ့ဒီကားလည်းအရင်အောင်မြင်ပြီးတော့ငွေတွေအများကြီးရစီချင်ပါတယ်ဟုတ်ဘာမှမှန်တရားလည်းမမငဘိုးကလေးကစိတ်ရငယ်တတ်တာဟုတ်ဒါကြီးတာ ဟုတ်ကဲ့ဟုတ်ကဲ့အဲ့ဆက်တာတော့အဲ့လိုဥဘောဟိုကခလေးလေးဆိုအရင်ကြီးစင်တာဟာခလေးလေးအဲ့လိုလေအရင်ခေါ်တတ်တာပဲအဲ့ဒါနဲ့နေလေးရိုက်ရရပေါ့နော်အဲ့လိုစကလုံးတစ်လုံးဘာမှမဟုတ်တာလေးနဲ့အရင်ရရအောင်လုပ်နိုင်တာလေဒါဆိုကိုမင်းမြတ်ကိုနိုင်ရအရင်ရဘာမှမဟုတ်ဘူးဒီလိုပဲဗစက်ကနေအဲ့လိုအာမေဒိန်လေးရတယ်လေဟိုပွဲကြရပေါ့နော်ရိတ်သက်ကလေးစိတ်ထိတ်ရတာခလေးလေးလိုခေါ်နေတယ်အဲ့လိုရရောပြဲရတာရှိအောင်ဒါပေမဲ့ကိုနိုင်ကိုနည်းနည်းလေးကြောက်တယ်လေနော်ကိုအခါကျတော့လေအဲ့လိုခဏခဏမမှားအောင်အဲ့လိုစိတ်ထားတာအောက်မှာ ဟိုင်ဘောင်းကလေးလေးကိုလေကိုရသားနဲ့မမနဲ့ကိုအဖေတယောက်အနေနဲ့သဘောမတူတဲ့အတားအခွေပြောဆိုင်တာလေဒါအမှန်တရားလေကြီးကြီးအဖေမထွက်ဘူးအဖေမထွက်ဘူးတကယ်မထွက်ဘူးအမျိုးဆက်ရယ်လေဟုတ်အဲ့တော့မင်းသားကထင်ဖို့ရဲ့ဖေလူမေဝက်ကြီးတကယ်ကြောပါတော့ကြောကြပါအများကြီးပဲဟာတကားတွေ ဒီနှစ်တည်းမှာဟာသကားတွေတအားများပါတယ်။ဒါမဲ့လည်းပေါ့နော်တကားနဲ့တကားလည်းမတူပါအောင်တကားနဲ့တကားမထက်အောင်အကောင်းဆုံးစူးစမ်းတာဟိုခင်ခင်ချစ်ကိုကိုမာတော့ကတော့ဒါတော်တော်လေးကိုပေါ့နော်ဟိုဟိုကိုကိုကိုဟာသလုပ်ပြနေရမှာဟိုနည်းနည်းလေးတော့ဟိုဘယ်မလဲကားနည်းနည်းများသွားတော့လေဟိုအတွေ့အကြုံကစကားနည်းနည်းပြောလာတယ်ပေါ့နော်။ဒါကတော့အရန်စိမ့်နေဒီဒီညိုပြားလေအဲအကောင်းဆုံးစူးစမ်းထားပါတယ်ဟုတ်။တခုတခုပူစားတာစားလိုက်ပြီမဟုတ်လား။ဘာလို့စားလဲ။မမစားပါ အာကောင်းလဲကောင်းတယ်ဒါပေမဲ့လည်းအဲ့လောက်ကြီးကြတော့လည်းမကောင်းဘူးပေါ့နော်ဟိုဖြစ်လိုက်လို့ရှိရင်တော့တစ်နှစ်မှ6ကားလောက်ဆိုတာဒါပုံမှန်လောက်ဖြစ်တယ်ပေါ့နော်အခုက၄ဘက်ဇက်တိုက်၄ကားဇက်တိုက်ကိုတင်လိုက်တော့လေဟိုအေးဒီကားကိုမြင်ဟိုကိုကားကြည့်ပြီးပြီလေမလာတော့ပါဘူးတော့အဲ့လိုဖြစ်သွားမှအရန်ချောက်တာလေဟိုဘောနော်ဂျူလီကားလေးကြည့်ကျင်လိုက်တာအထိစောင့်ပြီးတော့မှယုံတင်ကြတော့လာကြမှာလေဒါမှမဟုတ်အဲ့လိုမတင်ပါနဲ့လို့တကားနဲ့တကားမတူပါဘူးလို့လုံးဝမတူပါဘူး ့ပုံစံစီလာမှာပါလို့ကြည့်ပေးပါအောင်လို့လည်းမဲ့ drama ကားတွေလည်းဂျားထဲမှာလာဖို့ရှိရထက်ရိုက်ဖို့လည်းရှိပါတယ်လို့ဟုတ်ဘလို့ပဲဖြစ်ဦးသားနမမကိုလုံးဝသဘောမတူနိုင်ဘူးဦးနဲ့ဆိုရင်တော်သေးတယ်မိုင်းနဲ့ကိုနိုင်ရပြောစရာမလိုဂျူလီကတော့အမိလိုက်ရတာပေါ့သူမင်းမြိုင်ဆိုင်ဆိုင်နဲ့ပေါ့နော်ကြည့်ရမှာပါလို့ဟိုပြီးရှင်ဒီလေးယောက်စလုံးရတယ်ဒီမင်းမြတ်တက်တီတီမီမီနဲ့အကောင်းဆုံးလောက်ွက်တွေလည်းရထားတယ်ပေါ့နော်အဲ့တော့ဒါရောက်အားပေးဖို့ခေါ်ပါတယ်ကြည့်ပေးကြပါဦးရှင့်